မင်္ဂလာပါခင်ဗျာ2025ခုနှစ်နိုဝင်ဘာလ16ရက် မြေလက်တန်ရဲ့တနေ့တာသတင်းစီစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဗမောက်တိုက်ပွဲအတွင်းအဆက်နေပူပေါင်းတပ်တွေရဲ့ drone လေးစီးကို PDF တင်ဆက်ခဲ့တဲ့သတင်းကိုတင်ဆက်ပါမယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ထင်ချုပ်ထားတဲ့ဇကိုင်းနယ်ဗမောက်မြို့အနီးတိုက်ပွဲမှာရှမ်းပြည်မျိုးသားတပ်မတော် SN နေနဲ့စစ်ကောင်မရှင်ပူပေါင်းတပ်တွေအုံပြုတဲ့ drone စုံစီးကိုတင်ဆက်ရရှိခဲ့တယ်လို့ဗမောက်မြို့နယ်ဘာကဘာကနိုဝင်ဘာ15ရက်မှာထုတ်ပြန်လာပါတယ်မြို့နယ်သုံးမိုင်ခန့်ကွာဝေးတဲ့ ခမိုးကြီးရွာအနီးဝန်းကျင်မှာအဆန်နေစစ်ကောင်မရှင်ပူပေါင်းတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တို့နိုဝင်ဘာ10ရက်မနက်7:00နာရီကျော်မှာတိုက်ပွဲဖြစ်ခဲ့ပြီးတိုက်ပွဲအတွင်းမှာအဆိုပါဒရုန်းတွေကိုရရှိခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ဘက်ကမြို့ပေါ်ပြန်ပြီးတင်ပိနိုင်မှုအတွက်ဒရုန်းတွေနဲ့တိုက်ခိုက်တဲ့အပြင်လေယာဉ်တွေပါကျဲခဲ့တယ်လို့ဗမာမြို့နယ်မှာတော်လိုင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ်အဆိုပါသိန်းစီရရှိခဲ့တဲ့အသေးခံဒရုန်း3စီးဟာမနေ့ကဖြစ်ပွားခဲ့တဲ့ထိတွေ့တိုက်ပွဲအတွင်းမှာဂျမာမိဘီပြုတ်ကြခဲ့တာကြောင့်သိန်းစီရရှိခဲ့တာလို့အထပ်ပါတပ်ဖွဲ့ဝင်ကပြောပါတယ် အဆိုပါအဒီကန်ဒရုန်းမျိုးစား၃စီးဟာလက်ရှိကာလတန်ဖိုးအရ730ကနေ50ကြာရှိပြီးတိုက်ပွဲတွေမှာပြန်လည်အသုံးပြုလို့ရသေးတယ်လို့ဆိုပါတယ်။ဒါအပြင်နိုဝင်ဘာ2ရက်တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်ရှင်ဘက်ကအကြီးစားဒရုန်းတစ်ခုကိုပစ်ချသိမ်းဆီးခဲ့ပြီးတောင်မဲသုံးချောင်းကျူးကြခဲ့ပေမဲ့တောင်မဲတွေကိုပြန်တက်ဆင်ကအသုံးပြုလို့ရတယ်လို့နောက်ထပ်ကဖွဲ့တပ်ဖွဲ့ဝင်တို့ကဆိုပါတယ်။အဆိုပါဒရုန်းဟာကာလတန်ဖိုး730ကနေခန့်ရှိတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်ရှင်ဘက်ကဝိုင်တွဲတစ်စီးနဲ့ဘုံလုံးရေ60ကံကျဲချဖြစ်တယ်လို့ ညနေ6နာရီကျော်တိုက်ပွဲပြီးချိန်မှာလဲတိုက်ပွဲဖြစ်ပါခဲ့ရာအနီးဝန်းကျင်ကိုတိုက်ခိုက်ရေးလေယာဉ်တစ်စီးနဲ့ဘုံဒီနှလုံးကျချခဲ့တယ်လို့လဲသူကဆိုပါတယ်အစစ်အနေနဲ့စစ်ကောင်ဖြစ်တဲ့တွေထိန်းချုပ်ထားတဲ့ဗမာမျိုးကိုပြချင်းလွတ်လပ်ရေးတပ်မတော် KIA နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကစက်တင်ဘာ20ရက်မှာအပိသက်သိမ်းပိုက်ခဲ့တာလဲဖြစ်ပါတယ်ဆက်လက်တိဆက်ပြီးမှကအမန်နစ်စစ်ဒေသစီပပြောင်းလာတဲ့စစ်သားစစ်ကောင်မရှင်ကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ဆိုတဲ့သတင်းမှာဘခိုးတန်းကျွမြို့နယ်အခြေဆိုင်စီးရင်လှူရှားနေတဲ့အမန်နစ်စစ်ဒေသ တောင်ပိုင်းတိုင်းသုံးကားသုံးရသုံးတရင်စီကိုစစ်ကောင်မြေတပ်သားတအူပပြောင်းလာခဲ့တယ်လို့တရင်တောင်ရှိသူတွေစီကသိရပါဗယ်ပပြောင်းလာသူကဖြူးညောင်မေတာခြေဆိုင်ခါလာရငါမပြည်သူစစ်မှုတပ်အပစင်ကိုစင်အသက်33နှစ်အရွယ်တဒါကူဇာလင်းအောင်ဆိုသူဖြစ်ပြီးနိုဝင်ဘာ7ရက်မှာတရရင်အနီကင်းဘက်ထွန်းရင်ထွက်ပြေးလာခဲ့တာလို့အမန်နစ်စစ်ဒေတာတောင်ပိုင်းတိုင်းသုံးသားစုံညသုံးတရရင်မှာတမဟာဘူပေါင်းညီနိုင်ရေးကော်မတီ BCD အဖွဲ့ဝင်ဦးသိမ်းမြင့်ကပြောပါတယ်အဆိုပါဗပြောင်းလာသူစစ်ကောင်ရှင်တဒါကအာမေဝတ်တနက်တလက် ကြီးပေါင်းလေးခုနဲ့အတူ ကြီးကျိုးယူဆောင်လာတာကြောင့်သူ့ကိုငွေကြေးသိန်း30ချင်းမြင့်သွားမယ်လို့ဆိုပါတယ်။တသားဘူဇာလင်းအောင်ဟာကျောက်ဆက်ဇာတိဖြစ်ပြီးအမျိုးသမီးဖြစ်သူနေထိုင်တဲ့ပျော်ဝယ်မြို့မှာနေထိုင်နေခြင်း၂025ဇန်နဝါရီလမှာပေါ်တာဆွဲပန်းစည်းတာခံရပြီးဤသူစစ်မှုတန်းအပစင်ကိုကိုတက်ရောက်ခဲ့ရသူဖြစ်တယ်လို့သိရပါတယ်။တင်းနှင်းစင်းပြီးချိန်မှာရှမ်းပြည်နယ်ရှိတရင်တရင်မှာတလတာတာဝန်ထမ်းဆောင်ပြီးနောက်ဖြူးချီစာခလာရငါတရင်ကိုရောက်ရှိလာသူပါ။ဆေယနာသိမ်းပြီးလင်းနေကြခလာအတွင်အမန်နီစစ်ဒေသတောင်ပိုင်းတိုင်း သုံးကားသုံးညသုံးတရင်ထံပပောင်းခုလုံလာတဲ့စစ်ကောင်ဖြစ်တသားသုံးဦးရှိပြီလို့သိရပါတယ်။ပြည်သူ့ဗန်နိုင်ငံကယူထားတဲ့မှတ်တမ်းတွေအရ2025ဇန်နဝါရီလကနေအော်တိုဘာလအထိတော်လှန်ရေးတပ်ဖွဲ့တွေစီကိုအလင်းဝင်ပပောင်းတာလက်နက်ချသူနဲ့ဖမ်းမိတဲ့စစ်တုံးမှန်းစုစုပေါင်း2264ဦးအထိရှိခဲ့တယ်လို့သိရပါတယ်။နောက်ဆုံးတဲ့ဘောအနေနဲ့တပ်ဖွဲ့ရန်နေတော့လက်နက်ကြီးထိပြီးစစ်ကောင်ဖြစ်တသားအများပြားအစုလိုက်အပြုံလိုက်တည်ဆုံမှုကိုစစ်တပ်ထောက်ခံသူတွေကြားဝေဖန်မှုမြင့်တက်နေတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။ ရခိုင်ပြည်နယ်ကြောက်ဖြစ်မျိုးနယ်မင်းပြင်းရွာနီရေဒါစခန်းမှာတန်းစီတပ်ဖွဲ့ရန်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်နက်ကြီးထိမှန်ကအစုလိုက်ပြုံလိုက်တိုက်ဆုံခဲ့တဲ့ဖြစ်စဉ်အပေါ်စစ်တပ်ထောက်ခံသူတွေအကြားဝေဖန်မှုတွေမြင့်တက်နေပါတယ်။နိုဝင်ဘာ14ရက်မှာအေတပ်ဖွဲ့တွေတင်းချုပ်ထားတဲ့မင်းပြင်းရွာနီရေဒါစခန်းကိုစစ်ကောင်စီစစ်ကြောင်းတွေကအင်အားလုံးရင်းနဲ့ဒိုးစစ်ဆင်တိုက်ခိုက်ကြတာကြောင့်အေတပ်ဖွဲ့ဝင်တွေစုခွာပေးလိုက်ပြီးစစ်ကောင်စီတပ်ဖွဲ့တွေကဝင်ရောက်လက်ဆွဲလိုက်တယ်လို့ရခိုင်ကလာတဲ့သတင်းတွေအရသိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းတွေကပြည်လည်ဝင်ရောက်ထိချုပ်ထားတဲ့နေအခြေအနေကိုမှတ်တမ်းတပ်ဖို့ရည်ကူးဖို့လှုံ့ဆော်နေခြင်းတနက်ကြီးပုံကြီးကြားရပါပွဲခဲ့တာကြောင့်အစုလိုက်တည်ဆုံနေတာပါလူမှုဖွယ်ရမှပြန်လည်လာတဲ့စစ်ကောင်စီတပ်သားတွေလက်နက်ကြီးပုံကြီးထိမှန်တည်ဆုံမှုကိုဒရုန်းနဲ့ရည်ကူးထားတဲ့မှတ်တမ်းရုပ်သံအရာစစ်ကောင်စီတပ်သားတွေဟာစခန်းအလေကွင်းမြေမှာတပ်ဖို့ရိုက်ဖို့တန်းစီနေခြင်းလက်နက်ကြီးပုံကြီးကစစ်ကောင်စီတပ်သားတွေရဲ့အပေါ်တက်တဲ့ကိုကြားရပါပွဲခဲ့တာပါစစ်ကောင်စီတပ်ဖွဲ့ဝင်20ဦးခန့်ဟာတပ်ဖို့ရည်ကူးကံမှုအတွက်ပထမဆုံးမှထိုင်ရဲ ဒုတိယတန်းမှမတက်ရလျက်တန်းစီနေတာဖြစ်ပြီးပောက်ပွဲမှုဖြစ်ပြီးနောက်နေရာမှာပဲအားလုံးတည်ဆုံခဲ့တာလည်းဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်တပ်ကိုထောက်ခံရေးသားနေတဲ့ Telegram channel တွေမှာဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်အဲ့ဒီ radar စခန်းမှာစစ်ကောင်ဖြစ်တတအစုလိုက်တည်ဆုံမှုဖြစ်စဉ်ရုတ်တမတန်ပြန့်နေမလာခင်အထိစစ်တပ်ထောက်ခံတဲ့ Telegram တွေမှာအဲ့ဒီသတင်းဟာသတင်းမှဖြစ်ကြောင်းဝိုင်းမိုးပုံဖော်နေခဲ့ကြပြီးရုတ်တမ်းပြန့်နှံ့လာပြီးတဲ့နောက်စစ်တပ်ထောက်ခံသူတွေအကြားဝေဖန်မှုတွေမြင့်တက်လာတာပါဖြစ်စဉ်အပေါ် စစ်တပ်ထောက်ခံသူ Telegram Channel တခုကစစ်မြေပြင်ခေါင်းဆောင်တွေအနေနဲ့အတွေ့အကြုံရင်းကျက်တဲ့ကြောင်းခေါင်းဆောင်တွေရဲ့ညွှန်ကြားချက်မှရင်းမှုတွေအောက်မှာအောက်ခြေတပ်ဖွဲ့ဝင်တွေပြစ်ဆက်လိုက်ရကြောင်းဂျမာရီရှိတဲ့ဆိုကရန်သူကိုရှော့ပတ်ကြကြောင်းလက်နက်ကြီးပြချက်တိကျထိမှန်သွားတဲ့အပေါ် drone ကင်မရာနဲ့မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက်တက်မတော်သိခါကြကြောင်းအခုအဖြစ်ပြက်ကိုတင်ကန်းစာယူကအေကိုရှော့ပတ်တင်ကြောင်းဝေဖန်ပြတင်ရေးသားထားပါတယ်အဲ့ဒီပို့ဆောင်မှာစစ်တပ်ထောက်ခံသူတွေကလည်းမှတ်ချက်ပေးဝေဖန်နေကြပြီးရန်သူကိုအထင်မသေးတင်ကြောင်း စီကောင်းဆောင်တွေပေါ်ရောကြကြောင်းမှတ်ချက်ပေးရေးသားနေကြတာပါအဲ့ဒီတိုက်ခိုက်ခံရမှုမှာဓာတ်ပုံရိုက်ဖို့တန်းစီနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင်30ခန့်တိစုံမှုရှိခဲ့တယ်လို့ရခိုင်သတင်းတွေမှာဖော်ပြပါတယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ကအခုနှစ်မလကစတင်ကကြီးရည်လီပူပေါင်းအင်အားတွေနဲ့အကြင်ကြီးထိုးစစ်ဆင်နေလို့လက်ရှိအထိအရခတ်တော်အေအေနဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်တိစုံမှုတွေများနေကြလဲဖြစ်ပါတယ် မြေလက်ဒေသကသတင်းတွေကိုတင်ဆက်ပေးနေတဲ့မြေလက်အသံရဲ့နေ့စဉ်သတင်းအစီအစဉ်ကိုနေ့စဉ်မြမစံတော်ချိန်ည၈နာရီခွဲမှတင်ဆက်ပေးနေတာဖြစ်ပြီးမြေလက်အသံရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။